ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကိန်းကနေပြန်လှည့်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇန်နေနေ့သွင်းကုန်မှတ်တမ်းတွေပိုင်ဆိုင်နေပြီမဲ့ရီမန်းချက်တွေမပြေသေးတဲ့အမ်ဘာပေအမ်ဘာပေတယောက်ရီယယ်မက်ဒရစ်ကိုရောက်လာခြင်းရွယ်ချက်ကဘာလဲလို့မေးရင်ချန်ပီယံလိဖလားကြီးကိုကင်မြောက်ပြီးတော့ဘာလန်ဒီယောဆူကြီးကိုရယူသွားဖို့အတွက်ပဲဖြစ်ပါတယ်လူတိုင်းကတော့မျှော်လင့်ချက်ကိုစီရီမန်းချက်တွေကိုစီရှိထားခဲ့ကြမှာဖြစ်ပြီးပြစ်ချေတာနဲ့ဖြစ်နေတာတွေဟာလက်တွေ့မကျသေးတဲ့လူတွေကအများကြီးပဲရှိလို့နေပါသေးတယ်အဲ့လိုလူတွေထဲမှာအမ်ဘာပေတယောက်လည်းပါဝင်ဖြစ်ပါတယ် အမဘီယာရီယယ်မက်ဒရစ်အသင်းကိုခုနပြောခဲ့တဲ့အတိုင်းစူပလာအောင်မြင်မှုနဲ့ဘောလုံးရောစုရယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြောင်းရွှေ့လာခဲ့သူပါ PSG သဲမှာကစားနေအမဘီစူပလာဟာနံပါတ်မိမ့်ချန်ပီယံလိစူပလာအတွက်တော့အာမခံချက်မရှိဘူးဆိုပြီး PSG ကိုဆုံးခွာကရီယယ်မက်ဒရစ်အသင်းစီကိုပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါအမဘီတယောက် PSG ကိုဆုံးခွာပြီးတော့ရီယယ်မက်ဒရစ်အသင်းစီရောက်ရှိလာတဲ့အခါမှာပြင်သစ်လီဂူဝမ်ချန်ပီယံအသင်းဟာချန်ပီယံလိဘောလုံးပွဲစီကိုတက်ရောက်လာခဲ့ကြပြီးတော့အင်တာမီလန်အသင်းနဲ့ရှင်းပြိုင်းသွားတော့မှလည်းဖြစ်ပါတယ် နောက်ပြီးတော့ PSG တင်းဟာချန်ပီယံလိဆူဖလားကိုရယူသွားဖို့အတွက်ရေပန်းစားနေခဲ့ကြတာပါ MBP အတွက်တော့တေမဲလဲမှာစစ်တဲဝင်နေဆိုသလို Real Madrid ကိုသူပြောင်းရွှေ့လာခဲ့တဲ့ယာတီရောက်မှ Barcelona အသင်းရဲ့အချင်းချင်းခါခါနိုင်ယူခြင်းကိုခံခဲ့ရပြီးတော့ဆူဖလားတွေတလုံးပြီးတလုံးဆိုသလိုဆုံးလွန်နေခဲ့ရတာဖြစ်ပါတယ် Barcelona အသင်းရဲ့မပေးစရာထိတ်ဆုံးနေရာကနေဥဆောင်နေမှုကိုအမိလိုက်ဖို့အတွက် Barcelona နဲ့ကစားခဲ့တဲ့ပြီးခဲ့တဲ့တပတ်ကပွဲစဉ်မှာလည်း MBP အားခြေစွမ်းပြကာ hat trick ကိုသွေးယူနိုင်ခဲ့ပြီးမြဲလဲ Barcelona အသင်းကိုတော့အဆုံးပေးသွားခဲ့ရပါတယ် အဲဒါကြောင့်လည်းအမ်ဘာပေရဲ့ရီယယ်မက်ဒရစ်အသင်းဟာဘာစလိုနာရဲ့9မှတ်ထိကိုကွာသွားခဲ့ပြီးတော့လာလီဂါချန်ပီယံဆုကိုလက်လွတ်ရဖို့တေချာသလောက်ရှိသွားခဲ့ကြတာဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကိုဝန်အစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝန်အစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းပေါ်ကမှာကြားချင်တယ်ဆိုတော့ဖုန်းနံပါတ် Viber 39633လုံး93လုံး93လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ပြီးခဲ့ညကစားခဲ့တဲ့လာလီဂါပွဲစဉ်မှာလည်းအမ်ဘာပီယာရီယယ်မက်ဒရစ်အတွက်သွင်းကိုတကူရယူပြီးခဲ့ပြီးတော့လာလီဂါမှာနိုင်ပွဲပြောင်းလဲပြီးတော့ရှာဖွေပေးနိုင်ခဲ့ပါတယ်။မာကောင်နှစ်ကိုးတကူနဲ့အနိုင်ရရှိခဲ့တဲ့ပြီးခဲ့ညပွဲစဉ်မှာအမ်ဘာပီယာသွင်းကိုတကူသွင်းနိုင်ခဲ့တာကြောင့်လက်ရှိအသည့်လာလီဂါသွင်းကို28ဂိုးတည်းရှိလာခဲ့ဖြစ်ပြီးပွဲဥဒ်ပထမဆုံးဘောလုံးရာသီမှာသွင်းကိုအများဆုံးဖြစ်ခဲ့တဲ့ရီယယ်မက်ဒရစ်ကံတွင်ဒီစတီဖာနိုရဲ့သွင်းကို28ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစီဘာနော1953-54ရာသီရီယယ်မာဒရစ်အသင်းထံပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်ပထမဆုံးရာသီတွင်းမှာတွင်းကို29ဂိုးတိတွင်းခဲ့ဦးတာဖြစ်ပြီးတော့အဆိုပါဆန်ရှင်ကိုအသင်းရဲ့တွင်းကိုအများဆုံးစားမဖြစ်တဲ့ရှူရော်နယ်ဒိုလိုကစားသမားမျိုးတော်မှာချိုးပြတာကြီးမရှိခဲ့ပေ MVP ကတော့ချိုးပြပြသွားခဲ့တာပါလက်ရှိဘောလုံးရာသီအသင်းရဲ့ရလကအားစရာနေတာလုံးဝမရှိနေပေပြင်သစ်စတာကတော့ရသလောက်ရုန်းကန်ပေးနေပြီးဆက်စားခြင်းပွဲစဉ်ချိုးမှာအသင်းနဲ့အသားမကျရှိခဲ့တာကလွဲလို့ရှိရင်လက်ရှိအသင်းအဓိကကစားသမားတစ်ယောက်ဖြစ်သတ်မှတ်ခံထားပြီဖြစ်ပါတယ်နောက်ပြီး MVP ရဲ့လက်ရှိ ကိုသွင်းနှုံးတိုင်းသာရယူနေခဲ့မယ်ဆိုရင်ရှော်နယ်ရိုတင်ရှိထားခဲ့တဲ့ရီယယ်မက်ဒရစ်သင်းရဲ့သွင်းကိုအများဆုံးစိုင်းတင်မှတ်တမ်းကောင်းတစ်ခုကိုလည်းပိုင်ဆိုင်သွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်။အမဘယာရီယယ်မက်ဒရစ်အသင်းနဲ့အတူဇူလာအောင်မြင်မှုတွေရယူသွားနိုင်မှုအတွက်ပြောင်းရွှေ့လာခဲ့တာဖြစ်သလိုတအူးချင်းအကောင်းဆုံးစုစိတ်ဖြစ်တဲ့ဘာလွန်ဒီယောစုကိုလည်းရယူသွားနိုင်မှုအတွက်စပိန်မျိုးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒါမှလည်းယခုနှစ်ဘောလုံးရာသီမှာတော့ဇူလာအောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့ရတဲ့အမ်ဘပေအနေနဲ့ဘလွန်ဒီယောစုမျောလင်းကြတဲ့တော့ဆက်ပြီးတော့ဝေးကွာနေအောင်မှာပဲဖြစ်ပါတယ်။ဇောင်းလေးကြည့်ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။